မင်္ဂလာပါရှင် SSND ရဲ့တရင်တရာ3ကတက်တာတက်တွေခေါ်ယူနေတဲ့တည်ရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်ချမ်းတောင်အမျိုးသားများကကွယ်ရေးတဲ့ SSNDL တရင်တရာတုံးအတွဲတက်တာတေတွေခေါ်ယူနေတယ်လို့ SSNDL တရာတုံးတရင်ကထုတ်ပြန်ထားပါတယ်။တက်တာတေဝင်ရောက်လူတူတွေအနေနဲ့အသက်၁၈နှစ်ပြည့်ပြီးသူ ျမ်းမာရေးအထူးကောင်းမွန်တူတွေဝင်ရောက်နိုင်မှာဖြစ်ပြီးပေးအပ်တဲ့တာဝန်တွေကိုခြေပွန်စွာထမ်းဆောင်နိုင်ရမှာဖြစ်ကြောင်းဖော်ပြထားပါတယ်။ SSNDF ကို2025ခုနှစ်အေဗလာစက်ခုံရက်နေ့မှာ ရှမ်းပြည်နယ်တောင်ပိုင်းအခြေစိုက်တပ်ရင်းအများစုနဲ့စတင်ဖွဲ့စည်းခဲ့ပြီး KND ဗျူဟာကိုမှာ SSNDF B101, B102, B103 နဲ့ drone တပ်ဖွဲ့အနေနဲ့ KNDA ရဲ့ COC အောက်မှာတာဝန်ထမ်းဆောင်ရဲ့ရှိပါတယ်။ SSNDF တရင်တရားတုံးကရှမ်းကရနီနယ်စပ်နဲ့ကရနီပြည်နယ်အတွင်းတိုက်ပွဲများတွင်မဟာမိတ်တပ်ပေါင်းစုနဲ့အတူတော်လန်တိုက်ပွဲဝင်နေတဲ့တပ်ဖွဲ့ဖြစ်ပါတယ်။လက်ရှိမှာအာနာတင်းစစ်တပ်ကကရနီပြည်နယ်အတွင်းနှမြပြန်လည်ရရှိဖို့ ပို့ပီတူစီပြန်နိုတို့နယ်ပူပေါင်းပြီးရှမ်းကရနီနယ်ဆက်ဖဲခုံမြို့နယ်ဂရနီပြင်းနယ်လိုက်ကောအရှိဖဲချန်းဒမောဆိုဖရူဆိုနယ်ဘောလခဲစားတဲ့စစ်မျက်နှာ၅ခုဖွင့်ပြီးထိုးဆစ်ဆင်နေတဲ့အတွေ့ဂရနီတပ်ပေါင်းစုနယ်တိုက်ပွဲတွေပြင်းထန်လျက်ရှိနေပါတယ်ရှင်။